မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှတက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါလေ။ယေရှုတော်ကြောင့်2025ခုနှစ်မတ်လ18ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုယေရှုတင်ပါရယ်။နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ယေရှုတင်ပါရယ်ဒီကနေ့ညနေကျွန်တော်ပြန်လေတွေ့ဆုံရလို့ချီးမွမ်းနေ နှုတ်ဘတော်အဖြစ်တိဆောက်เสียဖြစ်စီပါကျေးဇူးသူအားလုံးကိုကောင်းချီးပေးပါれအခုလည်းကျွန်တော်ပြောခြင်းထက်ကိုတော်ပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းခဲ့ဝေငှပါれဘုရားအာမင်ဖျက်ရှင်ရဲ့ခြေတော်ကိုချီးမွမ်းပါれကျွန်တော်ယခုတောင်ကြီးပန်တခွားမှ live လုပ်နေခြင်းဖြစ်ပါれကျွန်တော်ကောင်းစေတခုနားထောင်နေပါれအဲ့ဒါကတော့ဆုတောင်းသူတဦး၌ရှိရမည်စိတ်နေသဘောတာ စုတောင်းတဲ့သူတယောက်မှရှိရမယ့်စိတ်နေသဘောထားကျန်းစာမှာအများကြီးရှိတယ်အဲ့ထဲကနေအရေးကြီးတဲ့10ခုကျွန်နာထောင်မှာဖြစ်တယ်ဒီ10ခုရှိဖို့အဓိကလိုအပ်တယ်အဲ့ဒီ10ခုကိုကြည့်ရတခုစီနားထောင်တာဒီကနေ့6ခုမြောက်ကိုရောက်ပါပြီနံပါတ်1ဘရန့်ချက်ကတော့စုတောင်းတဲ့သူမှယုံကြည်ခြင်းရှိရမယ်ဟေဘဲခန်းကြီး7အငယ်6ကိုဖတ်ရင်တွေ့ရမယ်နံပါတ်2ကတော့ရဲရင်ခြင်းရှိရမယ်ဟေဘဲခန်းကြီး4အငယ်16တိတ္တခန်းကြီး9 အငယ်14ကိုဖတ်ရင်ကြွတွေ့ရမယ်နံပါတ်3ကတော့ယိုသေးလေးမြတ်ချင်းရှိရမယ်မဿဲခန်းကြီး6အငယ်9ကိုဖတ်ရင်တွေ့ရမယ်နံပါတ်4ကတော့ဇွဲလုံးလဝရိယာရှိရမယ်လုကာခန်းကြီး17အငယ်1ကနေ9အထိဖတ်ကြွတွေ့ရမယ်နံပါတ်5ကတော့ဂျေဇူးတော်ချီးမွမ်းခြင်းရှိရမယ်ဖိလိပ္ပိဩရစာခန်းကြီး4အငယ်6ကိုဖတ်ကြွတွေ့ရမယ်ဒါတွေကိုကျွန်တော်များကြီးဖော်ပြခဲ့ပါပြီဒီကနေ့ကတော့ကျွန်တော်နံပါတ်6 နံပါတ်6ကတော့ဘာလဲဆိုတော့ဆုတောင်းတဲ့သူမှာစိတ်အားထက်သန်ခြင်းရှိရမှာဖြစ်တယ်။ပြန်ပြောခြင်းနဲ့ဆုတောင်းတဲ့သူမှာစိတ်အားထက်သန်ခြင်းရှိရတယ်။တမန်တော်ရှင်ဘောလူကတော့ပြောတယ်မချားမလတ်ဆုတောင်းပါလို့ပြောတယ်။ဖျားခင်ကမတောင်းလဲသိတယ်လို့နှုတ်ကပ်တော်ကပေါ်ပြတော်ညာလဲရှင်ဘောလူကပြန်ပြောတယ်မချားမလတ်တောင်းပါလေ။မချားမလတ်တောင်းတော့ဘုရားကလိုချင်တာ မုတ်ဆိုးမတော်မှမတရားတဲ့တရားသူကြီးသူ့အမှုတော်စီရင်ပေးဖို့မချားမလက်သွားတောင်းတာမတရားတဲ့တရားသူကြီးကနောက်ဆုံးနားကြီးမခံနိုင်တော့စီရင်ပေးလိုက်ရတယ်။ဒီဘုရားသခင်ကတရားတဲ့တရားသူကြီးပါမချားမလက်ဆုတောင်းရင်စိတ်အားထက်သန်စွာဆုတောင်းရင်ဖခင်ကပေးမယ်ဆိုတော့ကိုကျွန်တော်တို့နှုတ်ဝတ်တော်ကအတိလင်းဖော်ပြပါတယ်။တောင်းကြတာတွေမှာစိတ်အားထက်သန်စွာဆုတောင်းပြီးမချားမလက်ပေါ့ဆုတောင်းတာနဲ့ပတ်သက်ပြီး လူ၃ယောက်ကြောင်းကျွန်တော်ဖော်ပြတော့မှာဖြစ်တယ်။အဲ့ဒါလေးမပြောခင်ကြံ့ညွန်လေးအရင်ဖတ်ပေးခြင်း ਨੇ ။ရှန်ကုတ်ခရစ်ဝင်ခန်းကြီးငါရှန်ရကုတ်အော်ရဆာခန်းကြီးငါရှန်ရကုတ်အော်ရဆာခန်းကြီးငါအငယ်၁၆ကိုဖတ်ပေးခြင်း ਨੇ ။ရှန်ရကုတ်အော်ရဆာခန်းကြီးငါအငယ်၁၆ကိုဖတ်ပေးခြင်း ਨੇ ။အချင်းချင်းတယောက်နဲ့တယောက်ကိုကိုကိုအပြစ်ကို ဖော်ပြ၍တောင်းမှန်ကြလော့။ချမ်းသာရမည်ကြောင်းအချင်းချင်းတို့ဖို့ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပထနာသည် အလွန်တကူပါ၏အာမင်ရှင်ယာကုတ်ကြီးနော်ရှင်ယာကုတ်ရက်ဆာဆိုတာကတော့သခင်ယေရှုရဲ့ညီရှင်ယာကုတ်ကကြီးခဲ့တယ်ယေရှုခရစ်တော်မှာညီ၄ယောက်ရှိတယ်ယာကုတ်ယောသေရှိမုန်ယူဒညီ၄ယောက်လေးယောက်မှာညီအကြီးဆုံးကရေးခဲ့တာချန်ကိုရက်ဆာအင်္ဂလိပ်လိုဆို James ဖြစ်ပါလေအဲ့တော့သူကယာကုပ်ခန်းကြီး9အငယ်16မှာနော် 个别个破表，都满味了。啊，千钱，啊破收当的，都少个收当员啊，现机的把他拿的五百。哎，我都是个龙龙套来的，啊，现机的。一个啊，现金几多万，一百多万，过头多的了。一弄啊，现金什么的，交过来。冇拿现金，给你表要 တမောတွေမှောက်သွားတယ်။အလောကမှာဒီအရှိန်ဆိုတာအရေးကြီးတယ်။အဲ့ဒီအရှိန်ကဘာလဲ။စိတ်အားထက်သန်ခြင်းပဲ။တောင်းတကင်းဆွတောင်းတဲ့သူတို့မှာရှိရမယ်နံပါတ်6ဒီစိတ်အားထက်သန်အရှိန်ရှိရ။တောင်းတာတောင်းနေတာအရှိန်မရှိ။တောင်းတာတောင်းတာယုံကြည်ခြင်းရမရှိ။ရရင်လဲရမှာပေါ့။ရခြင်းမှရမှာပေါ့ဆိုမရတော့ဘူးအဲ့။အရှိန်ရှိရ။ဖျားပေးမယ်ဟိ။ဖျားတတ်နိုင်တယ်ဟိ။ အဲဒီအရှိန်နဲ့တောင်ဖျားပေးကိုပေးတယ်အာမင်ဒါကိုကျွန်တော်တို့ဝန်ခံဖို့ဖြစ်အောင်ကျွန်တော်တို့မှာအရှိန်နဲ့ဆုတောင်းတဲ့လူ၃ယောက်ကြောင်းကြောပြောမယ်နံပါတ်၁ဘရတယောက်ရာကုတ်ဖြစ်တယ်ကပောက်ချန်ခန်းကြီး၃၂ငငယ်၂၃ကနေ၃၂တိပိုင်းတွေ့ရမယ်ကပောက်ချန်ခန်းကြီး၃၂ငငယ်၂၃ကနေ၃၂မှာကျွန်တော်အလုံးသိတဲ့ရာကုတ်ကသူ့အကိုအေးတော့သူ့ကိုဓာချင်းချင်းပြီးလူ၄၀၀နဲ့တတ်ဖို့စောင့်နေချင်းသူချောင်းတစ်ဖက်မှာတညာလုံးမအိပ်ဘူးနော် ကောင်းငင်မှာနဲ့နပန်းလုံးပြီးသူဆုတောင်းတကယ်လို့ကျွန်တော်တို့ကအခက်ခဲရှိတာရှိတာပဲခပ်ပေါ်ပေါ်လေးသွားရင်အဲ့အခက်ခဲကပိုများလာတာဝင်တော့ရှိတာရှိတာပဲခပ်ပေါ်ပေါ်လေးသွားရင်ဝင်တော့ကပိုပြီလာတာတဲ့မှာဘာအခက်ခဲဘာဝင်တော့ရှိလဲအဲ့ဒါအားလုံးအရှိန်နဲ့ဆုတောင်းပြီးဘုရားသခင်တံပြစ်တင်လိုက်တို့ဘုရားတာဝန်ယူမှာတောက်လူတွေကအများကြီးပြောတယ်နော်အိမ်ဒီမှာစာကတ်တက်တယ်လေလူသာလာပါတဲ့ပြဿနာမခေါ်လာပါနဲ့ อืมအဲ့လိုရေးတယ်တမန်တကီရှုအလိုမုံတော့လူလဲလာတဲ့ပြဿနာလဲခေါ်လာတဲ့ဝင်လေးပြီးပြင်မန်းတော်သူ ပေါင်းတော့ငါထံသို့လာကြလောငါသည်ချမ်းသာပြီအော်တချို့ခရိယန်တော်အဲ့လိုစာရေးတယ်နော်လူသာလာပါပြဿနာမခေါ်လာနဲ့အဲ့မဲ့တကယ်တော့ဒီချမ်းပိုက်ကိုကောင်းကောင်းရတဲ့သူဟုတ်တယ်လူလဲလာ ပြဿနာလဲလာငါတို့ကိုးကွယ်တဲ့သခင်ယေရှုရှင်းပေးနိုင်တယ်ဟာလေလုယာဒါကိုကျွန်တော်တို့ဝန်ခံရမယ် ောင်ကျွန်တော်လောကသားရဲ့အတွေးခေါ်နဲ့ကျွန်တော်ယုံကြည်သူအတွေးခေါ်မတူဘူးမိတ်ဆွေလောကသားအပြောဆိုနဲ့ကျွန်တော်ပြောဆိုမတူဘူးလောကသားရဲ့အသက်ရှင်ပုံကျွန်တော်ဖျားသားမီးအသက်ရှင်ပုံမတူဘူးမိတ်ဆွေတောင်ကျွန်တော်လောကသားလို့သွားနေလို့မရအောင်ဖျားသားမီးလို့နေရအခုလေယာကုပ်ကြီးသူတကယ်ခက်ခဲဖြစ်တဲ့ချိန်မှာတညလုံးနှစ်ပန်းလုံးမီးဆုတောင်းတာနောက်ဆုံးကောင်းကင်ဘဝသူ့မနိုင်တဲ့အခါမှာပေါင်စစ်တောင်ပြုတ်ပြက် ကောင်းကြီးလဲပေးလိုက်ရနောက်တနေ့သူ့အကူနဲ့သွားပြီးတွေ့တယ်ခါသူအဆင်ပြေသွားတယ်ဗျအဲ့ဒီအရှိန်ကြီးတဲ့ဆွတ်တောင်းခြင်းကတပ်ဖို့စောက်နဲ့အကူအေးသောနှလုံးသားကိုဖေးကပြောင်းလိုက်တယ်တကယ်ရာကုတ်ပြောင်းလို့မရအောင်နော်သူ့အကူရဲ့ဒေါသတွေအမျက်တွေဒါပေမဲ့ဖယားသခင်ကရာကုတ်ဆွတ်တောင်းတော့အကူဒေါသတွေပြောင်းအောင်လုပ်လိုက်တယ်ဟောဒီကနေ့သင်အားပေးခြင်းနဲ့ချုပ်ပြဿနာတွေကသင်ပြောင်းသွားအောင်လုပ်လိုက်လို့မရအောင်နော်ဖယားသခင်လှည့်ပလိုက်မှရတာအဲ့ဒီဖယားလှည့်ပလိုက်ဖို့က ဘာလို့ရမလဲအရှိန်ကြီးပြီဆိုတော့နော်တောင်ဖျားကလက်ကားတဲ့ကျွန်တော်ဆုတောင်းရင်နဲ့ဖျားကလက်ကိုရွှေ့ကြည့်ဖျားကလက်ကကဘာကြီးကိုပြောင်းနေစီပြောင်းပြောင်းမယ်နော်ကျွန်တော်ဆုတောင်းရင်နဲ့ဖျားလက်ကိုရွှေ့စီဖျားလက်ကကဘာကြီးကိုပြောင်းနေစီဖျားလက်ကပတ်စံနဲ့မရွှေ့နော်ပညာနဲ့မရွှေ့နော်ຢາຮູ້ຊີ້ໃສນະບໍ່ຊື່ເນາະສຸດຕ້ອງຍັງແນ່ເບຊື່ດາຜິດເຈົ້າຢາກົກກະ အရှိန်ကြီးပြီးဆွတ်တောင်းတာအဆင်ပြေသွားတယ်။ကဲတမတဲ့ဒုတိယအရှိန်ကြီးပြီးဆွတ်တောင်းတာဘာလို့လဲဆိုတော့ယောနယောနဝတ္ထုခန်းကြီးနဲ့ငယ်တက်ကနေ30တိဖိုင်တွေ့ရယောနဝတ္ထုခန်းကြီးနဲ့ငယ်တက်ကနေ30ကျွန်တော်အားလုံးသိတယ်ယောနဆိုတာငါပိုက်ထဲမှာအကြီးတဲတောင်းတာအဲ့မှာရေးကြီးတဲ့ချက်ချက်ပြောခြင်းလေယောနသင်္ဘောပိုက်ထဲမှာဆွတ်မတောင်းမဲအိတ်နေတော့ငါပိုက်ထဲမှာသွားဆွတ်တောင်းอ่ะအကိသူလာသင်္ဘောပိုက်ထဲမှာဆွတ်တောင်းရင်ငါပိုက်ထဲတော့ရောက်เสียအကြောင်းမရှိဘူး ောက်ဒီအောင်ကြည့်ခြင်းအပြင်သင်ဟာဆူတောင်းရမယ့်ချိန်မှာအိတ်တင်ရင်ပိုတောင်းရတတ်တယ်ဆိုတော့ကိုသွားတွေ့ရတယ်။တော့ယောနာကြီးကြီးငါပိုက်ထဲမှာအသေးတန်ဆူတောင်းတာ။သူဆူတောင်းရင်ဘလောက်တောင်စိတ်အားထက်တန်လဲဆိုတော့ငါပိုက်နာလာတယ်။နောက်ဆုံး၃ရက်မြောက်တဲ့နေ့မှာငါအန်ထိုးရဖခင်အမိန်တော်။ဟောဒီယာသင်ဟာယောနာ အသက်တာမျိုးဖြစ်မိရင်လေ ငားပိုက်သေးလို့ဘယ်လို့မှထွက်လို့မရအောင် ပိတ်နေရင်လေစိတ်တက်မကြနဲ့စိတ်အားထက်သန်စွာဆုတောင်းအဲဒီငားပိုက်ကိုဘိုက်နာအောင်လုပ်တာဖရားပဲလူတယောက်တောင်မှအစာစားပြီးဘိုက်နာရင်အံထုတ်ပါဒီစုတောင်းခြင်းဆိုတာမှတ်ထားပါပြဿနာကိုဗိုက်နာစေတာဖြစ်တယ်။သိရဲ့ပြဿနာတွေအလုံးစိတ်အားထက်သန်စွာစုတောင်းအဲ့ပြဿနာတွေကဗိုက်နာပြီးသင်ကိုအံထုတ်ပလိုက်မှဖြစ်တယ်။တောင်းကြတာကဒုတိယအရှိန်ကြီးပြီးစုတောင်းတာဘယ်သူလဲ ယောနဖြစ်တယ်။တော့ယောနအာနေကျအာသာချက်တွေအများကြီးရှိတယ်။ဒါပေမဲ့သူ့ရဲ့အာသာချက်ကဘာလဲဆိုတော့အရှိန်ကြီးပြီးဆုတောင်းတယ်။ဖျားစကားပြန်နားထောင်ပြီးနိဒဝင်မျိုးသွားတရားဟောတာဟိုလူတွေတကယ်ပြောင်းလဲသွားတယ်။ဟောဒီဥကြီးကမဲ့လူဟာယောနကဲ့သို့မှားတတ်တယ်။ဒါပေမဲ့အဲ့အမှားထဲမှာစက်မနေဘူးလို့ရတယ်။ဖျားစကားနားထောင်ပြီးစက်ပြီးယုံထွက်ပြီးဖျားနဲ့တူယုံထွက်ပြီးလှမ်းလိုက်မှဂိယုနာတဲ့နဲ့ကောင်းကြီးတဲ့ပြရ ဒါကြောင့်ဒီကနေ့ဒုတိယစိတ်အားထပ်တံပြီးဆုတောင်းရပါလေယောနာကဲဒါမတော့တတိယနောက်ဆုံးနောက်ဆုံးစိတ်အားထပ်တံပြီးဆုတောင်းရပါလေဆိုတော့ဒါဝိဒါဝိကိုသူသားအဘရှလုံပုံကနဲ့ကသူတောထဲမှာထွက်ပြေးတဲ့အချိန်မှာအဘရှလုံနားမှာဒါဝိရဲ့အမတ်နှစ်ယောက်ရှိတယ်ဒါဝိအားကိုးရတဲ့အမတ်နှစ်ယောက်နံပါတ်1အမတ်ကဟိသောဖေလနံပါတ်2ကဟုရှဲပြပြောချင်တယ်နံပါတ်1ကဟိသောဖေလနံပါတ်2ကဟုရှဲအဲဒီနှစ်ယောက်ရဲ့စကားသူတို့စကားတိုင်းဒါဝိနားထောင်ပြီးစစ်တိုင်နိုင်တယ် အခေတော်ကအဟိသောဘေလာပေးတဲ့အကြံနဲ့ဘုရားသခင်ပေးတဲ့အကြံကဲ့သို့ထိတိမိမိဖြစ်တယ်လေအဲ့လောက်တောင်ကျမ်းစာကြီးထားတယ်ချစ်ချင်တော့အဲ့အမတ်နှစ်ယောက်မှာဟူရှေးရတော့ဒါဝိဘက်ကပါအဟိသောဘေလာကဘာအဘရှလုံဘက်ကပါသွားတော့ဒါဝိကချက်တယ်အခေတော်အဟိသောဘေလာပေးတဲ့အကြံညာနဲ့လားအဘရှလုံကသူ့ကိုလာတိုက်ရင်ဒါဝိရှုံးသွားနိုင်တယ်အဲ့ချိန်မှာဒါဝိကတော်ရရဆုတောင်းတယ်အဲ့ဒါဖတ်ချင်200ခန်းကြီး15အငွေ31 255 31မှာ ဒါပေမဲ့တော်ရဲဘလို့ဆွတ်တောင်းလဲဆိုဥဖျားတကယ်နဲ့အခိသောဖေလာပေးတဲ့အချက်မိုက်တဲ့ကြံဖြစ်ပါစေအဲဒါစိတ်အားထက်သန်စွာဆွတ်တောင်းတဲ့အခါအစည်းဝေးထိုင်တော့အဘရှလုံကအဲဒီအခိသောဖေလာပေးတဲ့အချက်ကိုနားမထောင်တော့အဘရှလုံနားမထောင်အဘရှလုံနှလုံးသားကိုဖျားလှည့်လိုက်ဘသူဆွတ်တောင်းဒါဝိဆွတ်တောင်းအဲ့ဒီမှာဒါဝိကသူ့သားကိုသွားပြီးဖြောင်းပြလဲသူ့သားကနားထောင်မှာမဟုတ်ဘူးဘလို့မှလဲလိုက်လို့မမီတော့ဘူး အဲ့တော့ဘေးလောက်လဲတော့တားလို့မရတော့ဟိုအကြံပေးနေပြီ။တော့ဘဝမှာလိုက်လို့မမီတဲ့ကိစ္စတွေအများကြီးရှိတတ်တယ်မိတ်ဆွေ။တစ်သားမီးနဲ့သက်ဆိုင်တာတဲ့အလုံးနဲ့ပတ်သက်တာတစ်မိသားစုမှာယောဂာနဲ့ပတ်သက်တာတဲ့ရဲ့မိသားစုမှာဟလာငွေချေးနဲ့ပတ်သက်တာ အခက်ခဲပေါင်းများစွာလိုက်လို့မမီတော့ဘူး။အဲ့ဒါဆူတောင်းခြင်းနဲ့လိုက်ဆူတောင်းခြင်းနဲ့လှအဲ့ဒီပေါ်မှာဘုရားသခင်ကရအောင်ဖြေပေးတယ်။အဲ့ဒါဒါဝိတ်ကလေဆူတောင်းခြင်းနဲ့လှမ်းတဲ့အခါမှာ စိတ်အားထက်သန်စွာတောင်းတော့အဲ့ဒီအဟိသောဖေလပေးတဲ့ကြာအလုံးမိုက်တဲ့ကြံဖြစ်စီဖေရ။ဟောဒီနေ့အားပေးခြင်း ਨੇ တင့်သက်တာမှာစိတ်အားထက်သန်စွာဆုတောင်းကျန်တာတော့ယာကုပ်ယောနဒါဝိအခြားရှိပါလေစိတ်အားထက်သန်စွာဆုတောင်းတာအများကြီးပါဒါပေမဲ့ကျွန်တော်ဒီ၃ယောက်ကိုအဓိကပြောတော့တာရှိတဲ့စိတ်နဲ့စိတ်အားထက်သန်စွာဆုတောင်းတဲ့လိုက်လို့မမီတဲ့အရာအလုံးလိုက်မီအောင်ဖေရက လုတ်ပြီးမယ်ဆိုတာအပီရင်နောက်ဆုံးဖြစ်ပျက်တစ်ခုပြောပြီးနေကုန်းချုပ်ချင်တယ်ရန်ကုန်မြို့ရဲ့တောင်ပတ်22မိုင်အကွာမှာတွန်တေးတူးမြောင်းရှိပါတယ်အဲ့ဒီတူးမြောင်းကို1903ခုနှစ်မှာအင်္ဂလိပ်တွေကဖောက်ပြီးခဲ့1903ခုနှစ်မှာသူတို့စတင်ဆောက်တယ်လွတ်လပ်နဲ့ပဲတူးတာ1915မှာပြီးသွားပါတယ်ကြာချိန်73နှစ်ကြာတယ်ဒီတွန်တေးတူးမြောင်းကြီးကိုတူးတာ ဲ့တိုး22မြောင်းရဲ့အရှိက22မိုင်ရှိပါလေအပြပြောချင်တယ်ရန်ကုန်မြို့တောင်ပတ်22မိုင်မှာ22မြောင်းရှိတယ်အင်္ဂလိပ်တွေကဖောက်ပြီးခဲ့1903ခုနှစ်မှာစတူးတယ်1915မှာပြီးသွားတယ်12နှစ်ကြာတယ်အဲ့ဒီတူးမြောင်းရဲ့အရှိက22မိုင်ဝေးတယ်ရှိလျားတယ်ရည်ရွယ်ချက်ကတော့တစ်ချက်တည်းပဲ ရန်ကုန်မြစ်နဲ့အေယာဝရီမြစ်ကိုဆက်ပေးတာအဲ့ဒီရန်ကုန်မြစ်နဲ့အေယာဝရီမြစ်ကိုဆက်ချင်လို့တွန်တေးတူမြောင်းထောက်သွားတာဒီကနေ့တိတွန်တေးတူမြောင်းအလွန်သုံးဝင်တန်လုံးကနေတပေါင်းများစွာကလေးဖောက်သွားတာအင်္ဂလိပ်လူမျိုးတွေကဒါပေမဲ့ဒီကနေ့တိသုံးတဲ့ဘာကြောင့်လဲရန်ကုန်မြစ်နဲ့အေယာဝရီမြစ်ကိုဆက်ပေးလိုက်ဒီကနေ့ချက်တော်ညီကိုမောင်ကတူမြောင်းတစ်ခုတော့မှမြစ်နှစ်ခုဆက်ပေးလိုက်တဲ့ကလူတွေတော့အလွန်အသုံးတဲ့တင်နဲ့ကျွန်တော် ဖယားသခင်နဲ့ဆက်ပေးတာဆွတ်တောင်းခြင်းပဲအဲဒီဆွတ်တောင်းခြင်းနဲ့တင်ဟာဖယားကိုဆက်သွယ်ကြည့်လိုက်ဆရာထပ်တန်းစွာဆွတ်တောင်းပြီးဆက်သွယ်ကြည့်လိုက်အောဘွေရာတွေတွေ့မြင်ရမှာဖြစ်တယ်ကျွန်တော်ရောက်ချင်းစီတိုင်းဖြတ်ရှက်ကောင်းချီးပေးပါစေ God bless you all ညီသက်ချင်းရှိပါစေကျွန်တော်နတ်ဖန်ညနေကျွန်တော်မြန်မာစံတော်ချိန်ကျွန်တော်လေးနိုင်မှာကျွန်တော်ပြန်လည်ပြီးတော့တွေ့ဆုံမှာဖြစ်ပါတယ်ကျွန်တော်နတ်ဖန်ညနေ လေးနိုင်မှာကျွန်တော် live ပြန်လည်ပြီးတော့လွှင့်မှဖြစ်ကြောင်းဖော်ပြလို့ရတယ်။ကျွန်တော်ဒီရက်ပိုင်းအတွက်မှာ line အခက်ခဲကြောင်းအနေငယ်ကြကြမှုတို့နောက်ကြမှုတို့နားလည်ပြီးဖို့မြတ်တရရက်ခံလို့ရတယ်။ကျွန်တော်နောက်ဖန်နဲ့9နိုင်ရနေ17နိုင်ခွဲ့ထိကြောက်ရင်ယူကြီးရနေချင်းသိတော့မှာအဆက်ရှောင်းဆူတောင်းခြင်းရှိပါလေ။ဆက်ရှောင်းဆူတောင်းလို့တော့သူများတွားရောက်နိုင်ကြောင်းဖော်ပြသလိုကျွန်တော်ဒီမှာလေဆူတောင်းပြီးတော့မြန်မာပြည်တို့ကဘာကြီးတို့ online ပြည်သက်များတို့အမြဲဆူတောင်းပေးလျက်ရှိကြောင်း ဖော်ပြပေးလိုပါတယ်ယေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်တာပြီးကောင်းချီးပေးပါစေနောက်ပါညနေမြန်မာစံတော်ချိန်၄နာရီမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံကြပါစို့ God bless you all ဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်သန့်ရှင်းသောဝိညာဉ်တော်သောမတ်စုဖျားအထံတော်ပါမပြေဝဆုံနေတဲ့ကောင်းကြီးသည်တင်းတော်အားလုံးပေါ်သောသကောက်မြန်မာပြည်နဲ့ကဘာကြီးပေါ်သောသကောက်ဒီနေ့မွေးနေ့ကြောက်တဲ့ကရသမီးကြီးမတ်သိန်ကြီးနဲ့တကွမိသားစုများပေါ်သောသကောက်အထူးဖြင့် ဖပြမွေးနေ့ချက်ရောက်တဲ့ကရော့တာဂျိုးဇက်ကိုဂျိုးဇက်လွန်နက်ကမအေနီတို့ဇနီးမောင်နှံနဲ့မိသားစုပေါ်သူတကောက်မွေးနေ့ချက်ရောက်တဲ့ဆော့နယ်ဆန်ကိုလီနဲ့ကမိသားစုပေါ်သူတကောက်ဒီနေ့မွေးနေ့ရှင်သီးသီးပေါ်သူတကောက်မင်္ဂလာနဲ့ပတ်လည်ချောက်တော်သူသီးသီးပေါ်သူတကောက်ဘုံတော်ဝင်စားတဲ့သူတွေရဲ့အချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရောက်ဖို့တော်တကောက်မချမ်းမာတဲ့သူချမ်းမာခြင်းခက်ခဲတဲ့သူလွတ်မြောက်ခြင်းယောဂဒုက္ခသောကပြဒနာမျိုးစုံခံစားနေတဲ့သူတွေလွတ်မြောက်ခြင်းဘေးဥပါဒ်ကင်းဝေးခြင်း ကျောင်းအသီးသီးမှာဆောင်းဝဲဖြေဆိုနေတဲ့ကျောင်းသူကျောင်းသားတွေထုချွန်စွာအောင်မြင်ခြင်းဖခင်ရဲ့လက်တော်ကွဲကဆောက်မခြင်းတို့သည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလအစဉ်မြဲကောင်းချီးပြပြတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖခင်ရှေ့တာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေသင်တို့အားလုံးကိုတိတ်ချစ်တဲ့သင်တို့တို့အမြဲစုတောင်းပေးလျက်ရှိပါရယ် God bless you all ပြန်လည်တွေ့ဆုံကြပါစို့Yeah.